ဘုရားရှင်ခြေတော်ရမတင်တဲ့အကြောင်းရင်းသုံးချက်ရှိတယ်နော်ဟုတ်ပလားအဲ့တော့နူးညံ့တဲ့အတွက်မတင်ဘူးနူးညံ့လုံးတဲ့အတွက်မတင်ဘူးနောက်တစ်ခုကအင်အားကြီးတဲ့အတ္တတော်မြင်းတွေဟာကြာဘက်တွေပေါ်ဖြတ်ပြီးတော့ကောင်းကင်တွေပြန်သွားတယ်ကြာဘက်တွေကိုနင်းပြီးပြောင်းသွားတယ်ဆိုလို့လေဘလောက်ပဲအင်အားကြီးကြီးအတ္တတော်မြင်းရဲ့ခွာရဟာကြာရွက်ကြာဘက်ပေါ်မှာမတင်ဘူးအဲ့နောက်တစ်ခါဘုရားရှင်ရဲ့ခြေတော်ရတာထင်ခဲ့မယ်ဆိုရင် နေမိတဲ့သူတွေအဝိသိငယ်ရဲ့ကြားတရားရှိတယ်ဘယ်သူမှချစ်ဒီလမ်းကိုသွားရဲမှာမဟုတ်ဘုရားရှင်နေတိုင်းရွာတဲ့ဆုံးကကြွားဟုတ်လားဘုရားရှင်ရဲ့ခြေတော်ရတဲ့ကြွားတိုင်းကြွားတိုင်းကထိန်ခဲ့မဲ့ဆိုရင်အဲ့ရွာလမ်းရွာရုပ်ကိုဘယ်သူမှသွားရဲမှာမဟုတ်တော့ရွာလမ်းနေမျိုးလမ်းနေဟုတ်ဘူးလားနောက်တကြောင်မထင်တဲ့အကြောင်းရအတရုံမြင်းဟာကြာဘက်ပေါ်မှာမထင်သလိုပဲအလုံးတန်းခွန်အားကြီးတဲ့ဘုရားရှင်ရဲ့ခြေတော်ရလည်းမြေပြင်ပေါ်မှာမထင်ဘူးနံပါတ်၁ကနူးညံ့လို့မထင်ဘူးနံပါတ်၂ကခွန်အားကြီးလို့မထင်ဘူးအတရုံမြင်းရဲ့ဥပမာပေးပါ နံပါတ်3ကဘုရားရှင်ရဲ့ကြိုရာဖြစ်တဲ့အတွက်အဋိဋ္ဌံမထားခဲ့ဘူးဆိုရင်ထင်လို့မရှိဘူးပေါ့နော်အဲ့ဒါတော့နေမိတဲ့သူတွေအတွက်အနှောင့်အယှက်မဖြစ်အောင်အကုသို့မဖြစ်ရလျောက်သုံးချက်ကြောင့်မထင်ဒါဆိုရင်ဘာကြောင့်ထင်တာလဲအဲ့ဒါမဂန္ဒီယ3မှာဘာဖြစ်တာအဲမဂန္ဒီဖအေမဂန္ဒီဟာငါသမီးနဲ့ပေးသားမယ်ဒီတော့တွေ့ပြီဘာဖတ်လိုက်တာဆက်လက္ခဏာကိုဖတ်လိုက်တာဟုတ်လားဒီဆက်လက္ခဏာနဲ့ပတ်သက်ပြီးတော့ဒီကနေ့က ်ပါဋိကဝတ်လက္ခဏာသုံးပါဘုရားကိုယ်တိုင်နော်32ပါတော့လက္ခဏာကြီးမဟာဝိရိယလက္ခဏာတော့ကိုယ်တိုင်ဟောမထားခဲ့ဘူးလားဗျာအခြေမှာတွေ့တဲ့အတွက်ခြေခဏလို့ပြောလို့ရပါဘူးလက္ခဏာဆိုပါဘူးပြောအမှန်သားဗျာနော် signature ကိုပြောတာခြေမှာပဲတွေ့ဝိနဖူးမှာပဲတွေ့တွေ့ပါမှာပဲတွေ့သေးလား ဘယ်နေရာမှာပဲတွေ့တွေ့အထိမ်မဲ့အမှတ်သားနေတယ်ဆိုရင်ဒါကိုလက္ခဏာလို့ signature လို့ခေါ်ပါတယ်ဗျာနော်အဲ့တော့မဟာပုရိသလက္ခဏာတော်ထဲမှာဒီခြေရာတော်နဲ့ပတ်သက်တဲ့လက္ခဏာတွေပါတယ်အဲ့ဒါကိုကြည့်တော့မာဂန္ဒီပုံသားကြီးဟာငါသမီးနဲ့ပေးသားပဲပို့ကြတော့တွေ့ပြီးပုံနိမကြီးပြခေါ်တယ်ပုံနိမကြီးကကြည့်လိုက်တော့ပါအော်ဒါဆက်ကျော်ဝရမင်းရဲ့လက္ခဏာမှမဟုတ်တာဘာရဲ့လက္ခဏာလဲဘုရားရဲ့လက္ခဏာအဲ့တော့ဆက်ကျော်ဝရမင်းရဲ့ဘုရားနဲ့လက္ခဏာတွေတူးမနေဘူးလား စัจเจဝရမင်းကလည်း32ပါးတော့မဟာပုရိသပါတယ်။မြတ်စွာဘုရားကလည်း32ပါးတော့မဟာပုရိသပါ။ဘုရားပြည့်မဲ့ပုဂ္ဂိုလ်ကတောက်ကြကြိုကုန်ရောကြာတော်လေးကြိုကုန်ရောနှစ်ခုလုံးကြိုကုန်မောက်တယ်။အတိအကျထင်ရှား။နော်။စัจเจဝရမင်းကျတောက်ကြကြိုကုန်ပဲထင်ရှားပြီးတော့ကြာတော်လေးကြိုကုန်ကနည်းနည်းမထင်ရှားဘူးဖြစ်။အဲ့ဒီနှစ်ခုကိုဖတ်တယ်လို့ကျမ်းနေရဆိုပါတယ်။နော်။တောက်ကြကြိုကုန်ဒီမှာကြာထဲမှာအင်္ဂါကြိုကုန်ဒီမှာကြာတော်လေးကြိုကျလက္ခဏာဟောအောင်။ကျလက္ခဏာဟောတဲ့ဘုန်းကြီးဖြစ်နေတယ်နော်။ အဲ့ဒီမျိုးထင်ရှားတယ်လို့ပြောတယ်ကျမ်းတွေကနော်ဒါပြောမှဆိုရင်အလွယ်ပြောမှဆိုဘုရားရှင်ရဲ့ဆက်လက္ခဏာတော်တွေကဘုရားပြည့်ဝပုဂ္ဂိုလ်ကပြည့်ပြည့်ဝဝထင်ရှားရှိပြီးတော့စကြဝဠာမင်းတွေကတော့နည်းနည်းရောတယ်ဆိုတဲ့အယူအဆရှိပါတယ်နော်အဲ့ဒါတော့ဘုရားရှင်ရဲ့လက်လုံးလက်သုံးတိလောက်နေတယ်လို့ပြောတယ်ဒီလိုတော့ဘယ်မှာသွားတွေ့ရဝိနည်းမှာသင်္ကန်းအတိုင်းထွာမှာဟုတ်လားအဲကြောင့်ဘုရားရှင်တဲ့အတိုင်းထွာတူတယ်ပမာဏတူတယ်သင်္ကန်းကိုမဝေ့ယုံရဘူးလို့သူပြောတယ်နော်အဲတော့အရှင်ရာဟုကလည်းစကြဝဠာမင်းလုံးဖြစ်မနေဘူးလား ဖြစ်နေတယ်နော်အဲသို့တော့ဘုရားကြတော့ပြည့်ပြည့်စုံစုံဖြစ်တဲ့အတွက်မဟာဗုဒ္ဓရလက္ခဏာတော်မှာဘုရားရှင်ကပြည့်စုံတယ်အစ်မဆရာတော်ဘုရားကြီးရဲ့မဟာဗုဒ္ဓလက္ခဏာတော်ဘုရားရှိခိုးလဲတော်ကောင်းတယ်ဗျာနော်အဲ့ဒါမင်းကဆရာတော်ဘုရားကြီးကမဟာဗုဒ္ဓမှာညာဟိုရှိခိုးတာပါတယ်ကျွန်တော်တို့ line ပုံမှာလည်းကြည့်လို့ရတယ်အဲ့ဒါဆိုတော့ဘုရားရှင်ကအဋ္ဌဒဏ်နဲ့ထင်ခဲ့တယ်အဋ္ဌဒဏ်နဲ့ထင်စေတယ်ဆိုရင်တော့မထင်ဘူးလားအာဒါကိုတွေ့ရတယ်နော်အဲ့ဒါဆိုတော့တာမန်ပဂရိအနေနဲ့ဆိုရင်တော့ နံပါတ်1နှုတ်ညံ့လို့မထင်ဘူးနံပါတ်2ခွန်အားကြီးတဲ့အတ္တလူမြင့်နေရာကြာဘက်ပေါ်မှာမထင်သလိုခွန်အားကြီးမှလည်းတဲ့နော်ဟုတ်လားပဂရိစေဂရေတထောင်အားနဲ့ညီတဲ့ဘုရားရှင်ခွန်အားကြီးရတော်မူတဲ့ဘုရားရှင်ရဲ့ခြေရတော်ဟာလည်းထင်လို့မရှိဘူးဟောနောက်တကနော်ဘုရားရှင်ရဲ့ခြေရတော်ဒါထင်ခဲ့မယ်ဆိုရင်အနေမိတဲ့သူတွေအတွက်အခက်ခဲရှိတယ်အဲသွားမဲ့လာတဲ့သူတွေအတွက်မနေရင်မသွားရဖြစ်မှာဆိုလို့ထင်လို့မရှိဘူးအဲ့တော့ဘယ်အချိန်မှထင်လဲ အဲနောင်လာနောက်သားတွေအကျိုးကျေးဇူးများဖို့အတွက်ကိုယ်ကွယ်ဖို့အတွက်အမွေနဲ့ထားခဲ့တဲ့ခါအဋိဋ္ဌံနဲ့ထားခဲ့မယ်ဆိုရင်တော့ထင်နိုင်တယ်ပေါ့နော်အဲ့ဒါဆိုပြီးတော့မေးစရာရှိတယ်ပေါ့ဘုရားရှင်ကအဲ့တော့ကြီးကြီးလားပေါ့ကြီးအောင်ဘုရားအေးဒါတော့ဘုန်းကြီးတွေကျတော့လွယ်တယ်ဗျာနော်သိအောင်လုပ်တော့လေမုံညင်းစေတဲ့အထိသိပြီးတော့ break ရှိပါနဲ့သိညာကြွားလို့ရတယ်ကြီးအောင်လုပ်မယ်ဆိုတော့လေစัจ java လားတောင်တိုင်းညတော်တိုင်းရှင်မြတ်ပဂရိခြေရတော့ နော်ဘုရားရှင်က6တောင်ဝင်းကျင်ကောက်ရှိကောင်းရှိမယ်။နော်မာကနောဇာဘေး18တောင်လောက်တော့ပြောတယ်။ဒါပေမဲ့တပည့်တော်တို့အခုဥရဝေလာတော်ကိုရှင်များတို့ကြည်ဘုရားရှင်ထိုင်းပြီးတော့တရားအားထုတ်ခဲ့တဲ့ဂူကြီးရှိတယ်။အဲ့ဒီဂူကတပည့်တော်လက်ကုတ်တစ်ဖောင်နဲ့မတ်တက်ရက်ပြီးတော့လက်ကုတ်တစ်ဖောင်လှမ်းထိလိုက်တယ်ဆိုရင်ထိတာ။နော်အဲ့မှာဘုရားသောဘုရားကြီးကြောက်ပလင်ရှိတယ်။အဲ့ကြောက်ပလင်ပေါ်မှာအခုထိုင်တော်မူရုပ်ပွားတော်ထူတယ်။အဲ့ပေါ်မှာတော့ထိုင်းပြီးတော့တရားအားထုတ်ခဲ့ရုံမှန်ရင်နော်ဘုရားရှင်အများကြီးအရက်ရှိတရားရှိတယ်။ ပဂရီအားဖြင့်ပေါ့ဗျာပဂရီအားဖြင့်ဟို6တောင်လောက်တော့ရေကောင်းရှိမယ်အကိုးပေဝင်းကျင်လောက်ရှိရင်ဖြစ်မယ်ဒါကတော့ရှင်များတို့ပကံခေလောက်တောင်တပြည့်တော့ဟာနော်အရက်ပေက9ပေဝင်းကျင်နေရှိနေသေးတာပဲနော်နော်အဲ့ဒါဆိုကိုးပေအဲ့ဝင်းကျင်လောက်ရှိရှိမယ်အဲအဲ့ဒါတော့အများကြီးရှိတယ်အဲ့ဒီဟာနေအတိုင်းအထွာကိုကြည့်မဲ့ဆိုရင်ဒီမှာတပေပတ်ချလိုက်လောက်ရှိရင်ရှိမယ်။နည်းနည်းဆိုရင်ဆိုရမယ်။ဒါတော့ပဂရိအားဖြင့်ဆိုရင်ပြောတာပေါ့ဗျာနော်။ ဲ့တော့အခု3ပေကျော်လောက်ကြီးဆိုတော့ဒီလောက်ကြီးကြီးသလားဆိုတော့ရှင်ပြရယ်ဆက်လက္ခဏာတွေထင်ရှားအောင်ပြပါတယ်ဆိုမှတိတိလေးပြလို့ရပါမှာနော်ထင်ရှားဖြစ်ဖို့အတွက်ပါလေအဲဒါဆိုတော့သူ့ရဲ့အတိုင်းထောက်မှနာကိုဆက်လက္ခဏာတွေထင်ရှားလောက်အောင်ရကြီးချခဲ့တယ်လို့ဒီလိုပဲယူဆအံ့ဩစရာကောင်းတာရှင်ရတို့တွေ့လိမ့်မယ်ပြီးချခဲ့တဲ့ခြေရာတော်တွေကတကဘာလုံးမှာအတိုင်းထောက်မှနာတွေကအတူတူလောက်ဖြစ်နေတာတွေ့ရမြန်မာပြည်ရရှင်ရတို့သိတဲ့အတိုင်းပဲတရားရှိခွက်ပြည့်အောင်ကိုထူတာ နော်အဲမောင်နေရောလှန်နေရောအိမ်နေရောလာချင်းနေနေရောအကုန်မထည့်ဘူးလားအပြင်မှာတော့ဒီလိုတော့အဲ့လောက်ကြီးကြီးထင်းထင်းရှားရှားကြီးဖြစ်ရှင်မှာဖြစ်လိမ့်မယ်ဒီလိုတော့အဲ့ဒါမပြောတတ်ဘူးနော်ဒါဒီလိုတော့မြန်မာပြည်တော့အဲ့တိုင်အဲ့ဒီတိုင်ပဲထူကြအဲ့တော့မြတ်စွာဘုရားရှင်ရဲ့ခြေတော်ဒီတော့ဒီလိုဘုရားပေါ်နေခြင်းမှာတွေ့လိမ့်ခြေဖွားတွေလို့တက်ကမြင်းမြင်းတဲ့တာကကြီးမြင်းတဲ့တာခွက်နေလို့မရခွက်နေတယ်ဆိုတာတဏှာရာကရှိတဲ့ပုံကိုယ်တွေမှာထင်ရှားတဲ့လက္ခဏာဘုရားရှင်ရဲ့ခြေဖွားတော့ကကြီးနေရတယ် နင်းလိုက်တယ်ဆိုရင်အကုန်အပြည့်ပဲနော်ဒါကြောင့်ခြေဝါတော့ထက်ထားတယ်ဆိုရင်လည်းခွတ်နေလို့မရဘူးတချို့ကလှလူလိုလို့တာပေါ့လူလိုလဲလို့မရဘူးဖရာဖရာလက္ခဏာနဲ့ညီအောင်တို့ကဆိုတော့အညီထူးอ่ะအကုန်လိုက်ပြီးပြင်တာနော်တက်နိုင်တယ်ဗျာဒီလိုလက္ခဏာတော့ကျန်နေတယ်ရောအကုန်ကြည့်ပြီးတော့ထူတာဆိုတော့သူများတွေကနေရွက်ကြီးတွေဒီဒီထောက်တယ်မထောက်ပါဘူးအဲ့လောက်ထိရှည်တယ်လို့မလားနော်တရရှစ်ပါလက္ခဏာတော့ငယ်80ကျတော့ပါလိမ့်မယ်လက္ခဏာတော့ငယ်80လက္ခဏာတော့ကြီးက32ပါလက္ခဏာတော့ငယ်က80 လက္ခဏာတော်ကြင်ငယ်အသွဲအသွဲဖြင့်တပ်ပေလာသောကိုရင်ငါဝဲပါရမီတော်ဟုံကိုလုံးထုံလျက်မတ်ထုံသိจุတယံဘုဟုဟောဘာကရုံဆရာတော်ရဲ့ဒီလိုရှိခိုးတယ်နော်အဲ့ဒါဆိုတော့လက္ခဏာတော်ကြီးလက္ခဏာတော်ငယ်ခြေရာတော်မှာတော့တရားရှိကွက်ပါတယ်လို့ဆိုတယ်လို့တော့အဲ့လောက်ကြီးလေဖြစ်ချင်မှဖြစ်လိမ့်မယ်တပည့်တော်ဒါကိုမဟုတ်ချင်မှပြောနိုင်မြန်မာနိုင်ငံမကွေးတိုင်းမင်းဘူးမန်းချောင်းစက်တော်ရာအထက်တော်ရာအောက်ဆက်တော်ရာဒါကတော့ရှင်မာတတ္တတာတာလို့နော်ဟုတ်လားတာလွန်မင်းတရားကြီးရဲ့ အဲ့ဒါလျှောက်တားခြင်းအပြင်ဆက်တွေ့ရနေသူကိုမြတ်စွာဘုရားရှင်သာသနာနှစ်2100ဝင်းကျင်မှာပေါ့နော်ဒါလည်းမင်းတရားကြီးလက်ထက်မှာဒီရွှေဆက်တော်တာဒေါ်လာဆိုတာလည်းရှိတယ်နော်တောင်ဝီလာဆရာတော်ဘုရားကြီးတို့တောင်ဝီလာဆရာတော်ဘုရားကြီးတို့ကြွပြီးတော့ကြည်တယ်နော်ဖူးတယ်ရှာဖူးတယ်တွေ့ကြည့်တယ်နောက်ဇာမင်းကခွင့်တက်ကြည်ရန်ဆောင်ပြီးတော့အဲနေရာကိုပြတယ်လို့ပြောတယ်နော်အဲ့ဒီမှာတွေ့တယ်တွေ့တဲ့အခါပါလာတဲ့နှစ်ထပ်သင်္ကန်းကြီးကိုနော်တောင်ဝီလာဆရာတော်ဘုရားကြီးသူဘုရားစုပန်ထားတာဘုရားဖြစ်မဲ့ဆိုရင်ဘာဖြစ်လဲ နော်အဲ့ဒါကျိုးကြတဲ့အထိမ်းမှတ်ပြပါဆိုရင်ကျိုးကြရကြီးပို့လာတယ်ကျိုးတော့ကျိုးစားကြတော့ကြအောင်မယ်ဆိုတဲ့အဲနမိတ်ကိုဆရာတော်ဘုရားကြီးဖတ်တယ်လို့ပြောတယ်နော်အတောင်ပလာဆရာတော်ဘုရားကြီးနော်အသာလမန်တရားကြီးလက်ထက်ပြဒါပြန်လည်တွေ့ရှိအထက်သက်တော်ရာဖြစ်စင်ရတယ်လို့ပြောဘုန်းကြီးတစ်ပါးကမရဖြစ်တော့တာမယုံဘူးဆိုပြီးတော့ဒီတူးဖြိုပြီးတော့ကျွေနဖဲပြက်အဲ့ဒါခြေတန်းတော်လေးပဲ့သွားတယ်လို့ပြောတယ်ဒီချခဲ့တဲ့နေရာပေါ့နော် ဲ့ဘုံကြီးချက်ချင်းမျက်စိကွဲသွားတယ်ဒါကလည်းတပီတော့စာနဲ့ပင်နဲ့ပတ်ခဲ့တာပဲမဟုတ်ဘူးတမိုင်းအထောက်လေးတော့တပီတော့ရလိုက်တယ်စာမမမိတော့ဘူးเนาะအဲ့ဒါ